အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ9ရက်နေ့တတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ကောင်းထုတ်ပြီးတော့ကျွန်တော်ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့အားလကကျွန်တော်တို့ရုရှားကိုသွားတယ်ပြီးလို့ရှိရင်တော့သူဘယ်လိုရုကိုသွားတယ်နော်ဘယ်လိုရုကိုဆက်ပြီးတော့သွားတယ် ဆိုတော့ဒီရုရှားမှာသွားတဲ့အခါကျတော့မာလာရဲ့အကျိုးအမြတ်တွေအများကြီးရရှိခဲ့တယ်။သူကနေပြီးတော့ KG2G လို့ခေါ်တဲ့အစိုးရကိုအစိုးရချင်းခေါ်တဲ့အလေပတ်ခေါ်တာဖြစ်တယ်။ဆိုတော့အဲ့ဒီမှာလည်းသူလက်မှတ်ထိုးခဲ့တဲ့ session တော်လို့အများကြီးရှိတယ်။သူကလည်းတကယ်ဝန်သားအားရနဲ့ဒီနေ့ပြည်တော်မှာကြံခဲ့တဲ့ဒုကာချိုးတွေကိုနေပြီးတော့နော်ဖုန်းနဲ့ line ဆက်ပြီးတော့ဒုချိုးကိုကြွားတယ်နော်ကြွားတယ်အဲအဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့မာလာက3ရက်နဲ့သွားတယ်9ရက်နဲ့ပြန်လာမယ်ဆိုတော့ပြန်လာတဲ့အခါကျတော့နော် တကယ်ကောင်းဆောင်အောင်မြင်မှုတွေအများကြီးသေးလာတာသူတို့ဘက်ကပေါ့နော်ဒီမာလာဘက်ကဆိုတော့အဲ့ဒါကြောင့်ဒီနေ့ပြတော်မှာတခန်းတနာအဲ့ဒီမှာကြိုးဆူရမယ် ကျိုးဆိုတဲ့ခါကျတော့เนาะကျွန်တော်တို့အနုပညာရှင်တွေကိုလည်းဆွေးထည့်တယ်เนาะအဒီမှာဆိုတော့အနုပညာရှင်တွေကိုနေပြီးတော့ကိုစင်ခွန်နေပြီဆိုတဲ့ဟာကိုတွေ့ရတယ်เนาะအဒီမှာ non cdm လို့ခေါ်တဲ့ဒီ cdm မလုပ်တဲ့ဒီအနုပညာသမားတွေเนาะ cdm လုပ်တဲ့အနုပညာသမားတွေကတော့ကျွန်တော်တို့တော်သေးမှာเนาะတော်သေးမှာတချို့လူတွေကလည်းပြေပောက်ကိုရောက်ကုန်ပြီเนาะတချို့လူတွေကလည်းတော်သေးမှာရှိသေးတယ်เนาะအဲ့ဒီအနုပညာရှင်တွေက non cdm တွေကတော့အခုနေပြီးတော့မှာ ဒီမှာလာပြန်တဲ့အခါကျတော့ကြိုးဆိုဖို့အတွက်နော်ဆင်ခွန်နေပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီရုရှားကိုသွားတဲ့အခါကျတော့ဒီပူတင်ကိုနေပြီးတော့ဖားတဲ့ရာဇဝင်တစ်ခုကလည်းတော်တော်ကိုနော်တော်တော်ကိုဟိုလင်းတကျော်ဖြစ်သွားတယ်နော်အဲ့ဒီဘာသာရဲ့အတိုင်းအဝိုင်းမှာရောဒီဖုန်ကြီးတွေကိုမေးတဲ့လူကမေးစသဖြင့်နော်အဲ့ဒီကြွဲ့မင်းဆိုတာဒီရာဇဝင်မှာမရှိခဲ့ဘူးနော်အဲ့ဒီမှာပူတင်ကိုနေပြီးတော့ဖျားရဲ့ပြတိတ်တော်အရာ နော်ကြွယ်မင်းဖြစ်တယ်နော်အဲ့လိုမျိုးတင်စားတယ်အဲ့ဒီပြတော့မြောက်ပြိမိတော့အဲ့လိုမျိုးဖားတာနော်ဖားတာဆိုတော့အဲ့ဒီဖားတဲ့ဟာကိုနော်တကယ်အဓိကတရားခံကိုဒီနေ့ဖော်ထုတ်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့လိုမျိုးရေးသားတဲ့လူကတော့ဒုနိုင်ငံခြားရေးဝန်ကြီးလွန်ဦးဆိုတဲ့လူကနေပြီးတော့အဲ့ဒီဟာကိုနေပြီးတော့ရေးတဲ့လူဖြစ်တယ်နော်ရေးတဲ့အဲ့ဒီစာကိုရေးတယ်နော်အဲ့ဒါကိုနေပြီးတော့အဲ့လိုမျိုးပြောဖို့အတွက်မာလာကိုတိုက်တော့တယ်မာလာပြောတယ်အဲ့ဒီပြတော့မာလာပါတော့ဘာမှမသိဘူးနော် တို့အောက်ခြေကနေပြီးတော့ကောင်းနေဆိုကောင်းတာပဲเนาะအဲ့လိုမျိုးတကယ်အခိုင်မှာသူတည်တနတ်စာအုပ်ပေါ့စာအုပ်ရေးတယ်ဆိုတာစာအုပ်ကိုကချက်เนาะကိုကချက်တော့ရမြကြီးတို့ထည့်ရတယ်เนาะစာအုပ်အုပ်ပေါင်းဘလောက်တုံးထားတယ်လေเนาะဘီကနေပြီးတော့ research လုပ်ထားတာလေเนาะအဲ့လိုမျိုးသူ့ရဲ့စာပိုက်တွေကိုเนาะဘီစာအုပ်ကနေယူတာလေစသည်ဖြင့်စာအုပ်အုပ်ပေါင်းဘလောက်တုံးပြီးတော့ဒီစာအုပ်ကိုထုတ်တယ်လေစသည်ဖြင့်စသည်ဖြင့်เนาะအဲ့လိုမျိုးလုပ်ရတယ်เนาะအဲ့လိုမျိုးကိုကချက်เนาะကိုကချက်အခိုင်မှာသူတည်တနတ်လုပ်ထားတာပါတော့မှမရှိဘူးသူပြောထားတဲ့ခုနက ဒီဖရာရဲ့ဗျာဒိတ်တော်အရကျွမ်းမင်းဆိုတာเนาะအခုဒီရာဇဝင်မှာမရှိဘူးเนาะအဲ့ဒါကိုနေပြီးတော့ဒီဖုန်းကြီးတွေနဲ့အင်တာဗျူးတွေဟာဟောဖင်လန်မှာနေတဲ့မော်မောင်တို့ဒီဘက်မှာဒီသတင်းမီဒီယာတခုနဲ့ကျွန်တော်တို့ဒီတက်ထရင်တိုင်းတော့ပါလို့အလုံးမေးထားတာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကဖုန်းကြီးနှစ်ပေါက်ဖြေဆိုတဲ့နေရာမှာလည်း အဲ့ဒီရာဇဝင်မရှိဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဇာအုပ်ကိုရေးတဲ့လူကတော့ကျွန်တော်တို့လွင်ဦးဆိုတဲ့လူเนาะအခုလက်ရှိဒုနိုင်ငံခြားရေးဝန်ကြီးလွင်ဦးဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကချင်ပြည်နယ်တနိုင်းမှာဆိုလို့ရှိရင် KIN ရဲ့ညာကာကင်ခုကြတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကစကဆာနဲ့ဝါရဆုတ်ဆိုတဲ့ပြည်သူစစ်เนาะပြည်သူစစ်အဲ့ဒီနှစ်ဖွဲ့ပေါင်းပြီးတော့ KIN ရဲ့မာကင်းကိုတင်ပြီးတော့တိုက်တယ်အဲ့ဒါကဘယ်မှာရှိလဲဆိုလို့ရှိရင် KIN ရဲ့တမဟာနှစ် နော်တိုင်ရင်ဆဲလေးနေမြေမှာဖြစ်တယ်နော်အဲ့ဒီကာကင်နခုကိုအဲ့ဒါကကချင်ပြည်နယ်တနိုင်းမှာရှိတယ်နော်တနိုင်းမြို့နယ်မှာရှိတယ်ဆိုတော့အဲ့ဒီကာကင်နခုကိုဒီစကားစားနဲ့ဒီပြသူစစ်တို့ကနေပြီးတော့တင်ပိုက်တယ်တင်ပိုက်ပြီးတော့အဲ့ဒီမှာလက်နက်ခဲရံတွေအများကြီးထုတ်ပြတာတွေ့ရတယ်ပြီးလို့ရှိရင်တော့စခန်းကိုမီးရှို့ပြတာ ်ဒါမျိုးရှိုးလိုက်တဲ့ဓာတ်ပုံတည်တဲ့ပုံလည်းအများကြီးတွေ့ရတယ်ဆိုတော့အဒီမလန်းတဲ့ခရမ်းတွေထုတ်ပြရဲပြီးလို့ရှိရင်တော့အလုံးတစ်လုံးရတယ်လို့ပြောတယ်နော်ဆိုတော့အဒီတည်တဲ့မှာကျွန်တော်တို့ဖော်ပြထားတာကိုတွေ့မှာဖြစ်တယ်အတိပရတော့ဒီဖက်မှာဘမောကိုအကြည့်ကြည့်နော်တိုက်ပွဲဆင်နွေးတဲ့အချိန်မှာဘမောကလည်း၃လရှိပြီလုံးဝမကြသေးဘူးဆိုတော့မကြချင်အဓိကအကြောင်းရင်းကဒီထက်မှာဘောမလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်တော့အဒီမှာရုရှားစစ်သားတွေနိပညာတွေအများကြီးနိုင်ငံခြားကနေပြီးတော့ထောက်ကူပြုတဲ့အတွက်ကြောင့်နော်အဒီမှာတိုက်ရိုက်ခဲ့တယ်ပြီးလို့ရှိရင်တော့ဒီလိုလို့ထုတ်တွေရဲ့နေအိမ်ကနေပြီးတော့သူတို့က အဲ့လိုမျိုးဒီခံစစ်ကိုခုခံနေတယ်နော်ခုခံနေတယ်သူတို့ဒီကြောင်းတို့အရင်တို့ဆိုကြောင်းတို့ဖုန်ကြီးကြောင်းတို့စသဖြင့်တကယ်အဆောက်အဦခိုင်မာတဲ့နေရာတွေမှာနေပြီးတော့ဒီခံစစ်ကိုပြင်းတယ်နော်ဒါပေမဲ့ခုကတော့အဲ့ဒီဘုံမတိုက်ပွဲမှာဆိုလို့ရှိရင်ဟောအတွင်းမှာပဲနော်နေအိမ်တွေမှာပဲနော်အဲ့လိုမျိုးဘူဟာပြောင်းမှုတော့သူတို့တိုက်တယ်နော်ပြီးအတိကတော့အဲ့ဒီကတရခံကပါလဲဆိုလို့ရှိရင်ဘာဒီမှာတင်ပေးတယ်နော်ကြီးကြီးတင်ပေးတယ်အဲ့ဒီထဲကနေပြီးတော့နော်ဒီဘုံမတွေကနေပြီးတော့တော်တော်ကို information တွေကို ေးတယ်နော်ပေးတယ်အဲ့ဒီမျိုးထက်ကနေပြီးတော့အဲ့ဒါကြောင့်တိုက်ရတာခက်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကချင်းပင်နေနော်ချင်းပင်နေမင်းတက်မင်းတက် မှာဆိုလို့ရှိရင်တော့တို့ဒီတော်လည်းရဖွဲ့တွေကသင်ပိုက်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီနေရာတွေမှာအရင်တော့ကသူတို့တိုက်ပွဲမဖြစ်ခင်မှာသူတို့ဘာလုပ်ထားလဲဆိုတော့ရှင်မာလာကဘုံထောင်ထားတယ်နော်မိုက်ဘုံထောင်ထားတယ်မိုင်းအမျိုးမျိုးအဲ့ဒီမှာထောင်ထားတယ်ဆိုတဲ့ခါကျတော့အဲ့ဒါကိုရှင်းလင်းတာနော်အလုံးပေါင်း2000ကျော်ရပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆက်လက်ပြီးတော့လည်း နော်မိုင်းတွေကိုရှင်းလင်းနေတုံးပဲဆိုတဲ့ဟာကိုဒီနေ့တတိယမြင့်တရားတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုက မုံရွာနဲ့မန္တလေးလိုင်းပိုင်းမှာဆိုလို့ချင်းခီးသေးတင်တဲ့ကားကုန်နေပြီးတော့အဒီမှာတစားခံလုပ်ပြီးတော့တိုက်ခိုက်ရတယ်လုပ်တယ်နော်တိုက်ပွဲတွေဆင်တွေ့တယ်အဲ့ဒါကမာလာဖက်ကနော်ဆိုတော့အဲ့ဒီမှာဒီဖက်ကတော်လိုင်းရောက်ဖွဲ့တွေကသိတဲ့ခါကျတော့သူတို့ကနေပြီးတော့အချောင်းဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာနော်ကားနစီစစ်ကားနစီကိုနေပြီးတော့ဖြစ်စည်းနိုင်တယ်ပြီးလို့ရှိရင်တော့ နော်စက္ကစဖက်ကအယောက်ပေါင်း16ယောက်နော်တည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ကာနစီကာနစီကိုနေပြီးတော့ဖြည့်ဆည်းနိုင်ခဲ့တယ်လက်နက်ခရဲတွေကိုလည်းသူတို့ရရှိတယ်ဆိုတဲ့ဟာကိုတတိယမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီနေ့နော်မာအလာတွေအပြောင်းလေးကအများကြီးအများကြီးလောက်ရဲတယ်။နော်မာအလာကတော်တော်သက်တိရှိတယ်လို့ပြောလို့ရတယ်နော်။အပြောင်းလေးတွေသူတို့အကုန်လောက်တာပြောင်းပြန်ဆန်ခတ်။ဒီပြတော့ဒီဖျက်လူတွေက ဘလောက်ပဲဘာလာမှလူမရှိတော့ဘူးမရှိတော့ဘူးပြောပြောသူအလဲလေလောက်တာနဲတော့မဟုတ်ဘူးနော်အဲ့ဒီထက်မှာကျွန်တော်တို့ NUG NUG ကတော့တခါမှပြောင်းလဲမလုပ်ဘူးပြည်သူလူထုတွေတော်တော်ဝေဖန်နေတယ်ဒါပေမဲ့သူတို့ကအဲ့ဒီလူတွေကလူအစားထိုးစရာမရှိဘူးနော်အစားထိုးစရာမရှိဘူးအဲ့ဒီလူတွေပဲခိုကပ်ပြီးတော့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့နေတဲ့လူတွေကလည်းကျွန်တော်တို့ကဒီပြည်သူလူထုတွေရဲ့အမြင်မှာဆိုလို့ရှိရင်တော်တော်ကို နော်အရေးချင်းတွေတော်တော်ညံ့နေဆိုတဲ့ပုံစံမျိုးနဲ့ဒီဒေါ်လာရင်းမှာမအောင်မြင်တာဆိုလို့ရှိရင်ဒီ NUG ရဆိုလို့ရှိရင်တို့ဒီရန်ကုန်ငွေတွေကိုစားတာကလွယ်လို့ပါတစ်ခုမှလုံးမလုံးဘူးတိုင်းရင်းပေါင်း300ရှိတယ်နော်ပါကပါပါဖ900ရှိတယ်ဆိုတာလေလိန်နာပဲဖြစ်တဲ့လင်းပြန်ဖြစ်တဲ့လက်နဲ့တွေရှိတယ်လာရင်ပြည့်မယ်ပြောတာလေလိန်နာပဲဖြစ်တဲ့စသဖြင့်စသဖြင့်နော်အဲ့ဒီ fund raiser တွေအားလုံးကဆိုလို့ချင်းချမ်းသာကုန်ပြီးပြပမှာဆိုလို့ရှိရင်အကုန်လုံးဆိုင်တွေပါတွေအိမ်တွေဝယ်ကြတယ်စသဖြင့်ဒီလို နော်ပေါ်လို့ရိုက်နေတဲ့ဟာတွေကလေအယူကြီးရှိမှရှိနေတယ်အိပ်ပေကတော့အယူကြီးဖွဲ့စည်းမှရှိတဲ့နေလူကြီးတွေအရဆိုလို့ရှိရင်မြန်မာနိုင်ငံကိုလည်းပြန်လာချင်စိတ်မရှိဘူးနိုင်ငံခြားကနေပြီးတော့ဘာအလုံးမလည်းမလုပ်ဘူးနော်အဲ့ဒီ fan အလုံးဝရှာတဲ့ခွဲခောက်တယ်စသဖြင့်တော်တော်ကနာမည်ကြီးတယ်ဆိုတော့အပြောင်းလဲလုပ်ဖို့အပြောင်းလဲလုပ်ဖို့អော်ကြတာနော်អော်ကြတာတခါမှအပြောင်းလဲမလုပ်ဘူးဆိုတော့အခုကနေပြီးတော့နော် အခုဒီဒူဝန်ကြီးလို့ခွင့်ရဲ့ဒူဝန်ကြီးအဲ့ဒါကကိုရီနီနေပြည်နေကကျွန်တော်တို့ကရန်လူမျိုးတယောက်ဖြစ်တယ်ဆိုတော့သူထွက်တယ်နော်ခွန်ဘာဟန်ထန်ဆိုတော့အဲ့ဒီဒူဝန်ကြီးကနေပြီးတော့ကျွန်တော်တို့အနားယူလိုက်တယ်ဆိုတော့အနားယူခြင်းရဲ့အဓိကရည်ရွယ်ချက်ကပါလဲဆိုလို့ရှိရင်မိခင်အဖွဲ့အစည်းမှာဆိုလို့ရှိရင်တာဝန်ပြည်အဝ ယူနိုင်ဖို့အတွက်ဆိုပြီးမှเนาะအဒီကနေပြီးတော့သူ့ကိုအနာပေးလိုက်တယ်အစ်ပေကတော့သူနားခွင်းတောင်းတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရင်းလေးနဲ့ဒီလိုပဲပြောတာပဲเนาะအဲ့ဒါဒါဝင်နဲ့အနာယူလာတောင်းတယ်အနာခွင်းပေးလိုက်တယ်ကျမရဲ့အကြောင်းသူတို့နားတယ်စသဖြင့်ဒီလိုအလုံးထုတ်တဲ့ခါကျလို့ရှိရင်အလုံးမျိုးပဲပြောတယ်ဒါပေမဲ့တကယ်တကယ်မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့အလုံးထုတ်တဲ့ပထမဆုံးအကြိမ်เนาะပထမဆုံးအကြိမ်ဖြစ်တယ်အဲ့ဒါကပထမဆုံးဘက်တန်းဝင်ညင်ညာချင်းเนาะ အဲ့ဒါကကုန်ပြူရမယ်ဒီ NUG ကိုနော် NUG ကိုကုန်ပြူရမယ်တတိုင်းပြေလို့ဘာဖြစ်ဆိုတော့နော်အပြောင်းလေးပထမဆုံးမတောင်းဝင်ကြီးညာတယ်နော်အဲ့ဒါကိုနေပြီးတော့တတိယမီဒီယာမှာ highlight လုပ်ပြီးတော့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့နော်ဟိုတစ်ခါကလိုပဲနော်ပြန်ဝင်ပြန်ထွက်လိုက်ထွက်ပြီးပြန်ဝင်လိုက်ပြန်သူတို့ဖွဲ့စီမှာပြန်ခန်းလိုက်အဲ့လိုမျိုးလုပ်မလားတော့မသိဘူးနော်ဟိုတစ်ခါကလည်းတယောက်ထွက်တယ်ထွက်ပြီးလို့ရှိရင်ပြန်ဝင်တယ်နော် ဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကရခိုင်ပြည်နယ်စစ်တွေနော်စစ်တွေနဲ့ဒီကြောက်ဖြူမှာဆိုလို့ရှိရင်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဒီမလာဖက်ကပုံချဲတယ်နော်ပုံချဲတယ်အဲ့ဒါကလည်းရင်ပြင်းနဲ့ပုံချဲတယ်အဲ့တော့အဲ့ဒီစစ်တွေမှာဆိုလို့ရှိရင်ဝါဘိုချေးဝါနော်အဲ့ဒီကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဥကင်းချေးဝါအဲ့ဒီနေရာတွေမှာနေပြီးတော့ပုံချဲတယ်နော်ပုံချဲတဲ့အခါကျတော့နေအိမ်အလုံးပေါင်း200ကျော်မိတော်ပြည့်စည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။မာလာကတော့တော်တော်ဆော်တယ်နော်။အဲ့ဒီပြည်သူလူထုပဲနော်။အဲ့ဒီမှာ အေးအေးရဌာနချုပ်တို့အေးအေးရှိတဲ့နေရာတို့အဲ့လိုမျိုးပုံချိတ်လာမဟုတ်ဘူးเนาะပြည်သူလူထုတွေเนาะအဲ့ဒီရွာကြားတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအေးအေးကရှိနေတဲ့အေးအေးကိုထမင်းကျွေးနေတယ်เนาะအေးအေးကိုထောက်ပံ့ပေးတယ်စသဖြင့်အဲ့ဒီအညိုးနဲ့เนาะအဲ့ဒီအညိုးနဲ့နေပြီးတော့နေနေကိုပုံချိတ်လာဖြစ်တယ်ဆိုတော့အင်ချေအလုံးပေါင်း200ကျော် နောက်ပြည့်စည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမကွေးတိုင်အတွင်းမှာဆိုလို့ရှိရင်ဒီရက်ပေါင်း30အတွင်းမှာတစ်လအတွင်းမှာပေါ့နော်အဲ့ဒီမှာလူအယောက်ပေါင်40ကျော်တည်တယ်လေနော်အဲ့ဒါကဘာနဲ့တိုက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပါရာမော်တာလို့ခေါ်တဲ့နီလေထီးမှာနော်ပါရာမော်တာတက်တယ်တက်ပြီးမှအဲ့လိုမျိုးမောင်းပြီးတော့ပြေးတာနော်ပြေးတာဆိုတော့တော့တော့ကိုအဲ့ဒီပါရာမော်တာတက်လေထီးရလဲအခုတော်တော်နာမည်ကြီးနေတယ် ။ဘာဖြစ်ဆိုတော့မာလာကကျွန်တော်တို့ပြင်ပြန်တွေကိုမသုံးနိုင်တော့ဘူးเนาะမသုံးနိုင်ဘူးတွွ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 ွ နဲ့တကက်ပြပုံဖြစ်တယ်နော်ပြပုံတိလို့ဖြစ်နေပြီနော်တမျိုးလုံးကအကုန်လုံးပြက်စီကုန်ပြီဆိုတော့ထန်ဒလန်မျိုးကိုတော့သင်ပိုက်လို့မရသေးဘူးတဲ့ဒါပေမဲ့နော်အုတ်ချုပ်ရဲ့လက်ပတ်တာကနေပြီးတော့ဒီထန်ဒလန်မျိုးတွေမှာဆိုလို့ရှိရင်60နဲ့900ခိုင်နှုန်းနော်60နဲ့900ခိုင်နှုန်းကိုဒီဖက်ဒေါ်လာရဲ့ချင်းဒေါ်လာရဲ့ဖွေတွေကနေပြီးတော့ထင်းချုပ်ပြီးတော့လေပတ်နေတယ်ဒိတ်ပြရတော့မအလာကအဲ့ဒီမျိုးတစ်ခုပဲကျန်တော့တယ်နော်အပြင်မှာထွက်လို့မရဘူး အဲ့လိုမျိုးပုံစံမျိုးကိုကျွန်တော်တို့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီပုဂိုးတိုင်းเนาะပုဂိုးတိုင်းမှာဆိုလို့ရှိရင်အေးထိုးစစ်ကတော်တော်ဆင်းနေတယ်ဒီမှာเนาะဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ပဒေါင်းနေမှာရှိတဲ့ညောင်ကျိုးညောင်ကျိုးစခန်းတင်းတိုက်ပွဲကိုနေပြီးတော့အေးနဲ့ပူပေါင်းဖွဲ့တွေကတိုက်တယ်။တိုက်တဲ့ခါကျတော့အဲ့ဒီမှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေတယ်เนาะပြင်းထန်နေတယ်ဆိုတော့ဒီစက်ကဆော့ဖက်ကလူတွေမရှိတော့ဘူးเนาะမရှိတဲ့ခါကျတော့အခုရန်ကုန်မှာရှိတဲ့ နေစကဆာရဲ့ကိုက်တွေကိုနေပြီးတော့ထုတ်ပြီးတော့သုံးလာတယ်အဲ့ဒီမှာဆင်အားပိုးနေတယ်ဒါမကဘူးပြီးလို့ရှိရင်တော့ဒီမော်ဘီเนาะမော်ဘီမှာရှိတဲ့တိုက်အင်အားတွေကိုလည်းနေပြီးတော့ထုတ်သုံးနေရတယ်အဲ့ဒီမှာဒီရှေ့တက်မှာပို့ရတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အခုဒီညောင် juice ခန်းတင်တိုက်ပွဲမှာတော်တော်ပြင်းထန်နေတယ်အဲ့ဒီမှာအဲ့ဒီစခန်းမှာကြားစီရဲ့အတွက်နေပြီးတော့ဒီမအလကအကြီးအကျယ်တိုက်အင်အားတွေဖြစ်တယ်လေကြောင်းတိုက်ခိုက်မှုတွေအများကြီးတော့ထောက်ကူပြုတ်နေတယ်အဲ့ဒီမှာနေပြီးတော့ခုခံစစ်ကိုအဲ့လိုမျိုး ခန်းစစ်ကိုတော်တော်ကိုခက်ခက်မှမှလုံထတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဘလော့ဝဲခက်ခက်မှမှလုံလို့အမ်နော်စစ်တန်းဌာနချုပ်ကြတာကိုပဲချစ်လိုက်နော်ပြီးလို့ရှိရင်တော့ဟိုးမှနခခငါအဲ့ဒီမုံတော်ကြတာပဲချစ်လိုက်ဘလော့ပဲကြာကြာဘလော့ပဲသူတို့အင်အားဖြည့်ဖြည့်နော်ကြတာကြာလာပဲနဲ့တရပီတရပီတရပီတရတိုးပြီးတော့ဒီဖက်ဒေါ်လာရဖွဲ့တွေကနေပြီးတော့တိုင်တာကိုတွေ့ရတယ်ဆိုတော့ဒီနေ့နော်မတ်လ9ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင် subscribe பண்ணுங்க கால பண்ணி பேச்சு ஆகிட்டோம்